ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျဖူဘောကင်းကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဂန်နာရီကိုနိုင်ပြီးတဲ့နောက်မှာလီကူဝမ်ကလယ်သမားလိမဟုတ်ဘူးဆိုတော့အင်နရစ်ပြန်ကြည့်တဲ့နီးပြားဖြစ်သူလူဝစ်ဆန်နရစ်ကတော့ဂန်နာရီကိုနိုင်ပြီးတဲ့ပွဲစဉ်ပြီးမှပြန်တဲ့လီကူဝမ်ကလယ်သမားလိမဟုတ်ဘူးဆိုတဲ့အကြောင်းကိုညင်းဆိုသွားခဲ့ပါတယ်အင်္ဂလန်မှာရှိတဲ့သတင်းမီဒီယာတွေကပြန်တဲ့လီကူဝမ်ဟာဥရောပရဲ့အဆင့်နှိမ့်တဲ့ဘောလုံးလီတစ်ခုဖြစ်နေပေါ်ပြခဲ့မှုကြသလိုလယ်သမားလိဆိုပြီးတော့ခေါ်ပေါ်တုံးထုံးခဲ့တဲ့အထိပြုလုပ်ခဲ့ကြတာပါ အဲလိုအင်္ဂလန်မီဒီယာတွေကလည်းသမားလီဆိုပြီးတော့ခေါ်ပေါ်တုံးတုံးခဲ့ကြဘူးတဲ့ပြင်သစ်လီကူဝမ်းက PSG တင်းဟာကိုယ်စွင်ချန်ပီယံလိဘောလုပွဲစီကိုတက်ရောက်သွားခဲ့ကြပြီလည်းဖြစ်ပါတယ်။နောက်ပြီးတော့ PSG တင်းဟာချန်ပီယံလိပြိုင်ပွဲမှာရှုံးထွက်ဆင့်ပွဲစဉ်ကနေစလို့ပရီးမီးယားလိဂ်ကလပ်အသင်းတွေနဲ့ကြီးပွဲတောက်ဆောင်ရင်ဆိုင်စားခဲ့တာဖြစ်ပြီးအဆိုပါပရီးမီးယားလိဂ်ကလပ်တင်းတိုင်းကိုအနိုင်ကျော်ဖြတ်ကာချန်ပီယံလိဘောလုပွဲကိုတက်ရောက်သွားခဲ့ကြတာဖြစ်ပါတယ်။လက်ရှိဥရောပရဲ့အကောင်းဆုံးလိဖြစ်သတ်မှတ်ခြင်းခံထားတဲ့ဘောလုံးလိကအားလုံးသိတဲ့အတိုင်းပရီးမီးယားလိကိုသတ်မှတ်ထားခဲ့ကြတာဖြစ်ပြီးအဲလိုအကောင်းဆုံးလိဆိုပြီးသတ်မှတ်ထားတဲ့လိကအသင်းတွေကိုမှ လယ်သမားလီကပီအက်ဂျီသင်းကအနိုင်ပြီးတော့ကြော်ဖြတ်ပြသွားခဲ့တာပါပီအက်ဂျီသင်းဟာချန်ပီယံလိရှုံးထွက်အဆင့်မှာပရီးမီးယားလိချန်ပီယံသင်းဖြစ်တဲ့လီဗာပူးသင်းနဲ့ရင်ဆိုင်ဆုံးတွေ့ခဲ့တာဖြစ်ပြီးတော့ပထမကြော့အိမ်ကွင်းမှာလီဗာပူးကိုတကိုးကုန်းရှိတဲ့ရှုံးပေးခဲ့ရပါမိတ်ဒုတိယကြော့အန်ဖီမှာတော့တကိုးကုန်းရှိတဲ့ပြန်လည်နိုင်ယူကပန်နတီဆုံးဖြတ်ခံရင်းကွာတာဖိုင်နယ်အဆင့်ကိုတက်လှမ်းခဲ့ကြတာဖြစ်ပါတယ်ကွာတာဖိုင်နယ်မှာလည်းဦးနိုင်အမရီရဲ့ဗီလာသင်းနဲ့ရင်ဆိုင်ခဲ့ရတဲ့ပီအက်ဂျီကအိမ်ကွင်းမှာ3-2နဲ့နိုင်ရှိခဲ့ပြီးဗီလာဘတ်မှာတော့3-2နဲ့ပြန်လည်ပြီးတော့အရှုံးပေးခဲ့ရပါမိတ် နှစ်ကြော်ပေါင်း5ကို6ကိုနဲ့တူ semi final ကိုရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။ Ibak Khunsiko OneXBet တို့ကိုနိုင်ငံတကာပေါ့ကြီးတိုင်း football game မှာကစားလို့ရပါပြီ။ OneXBet အကောင့်ဖွင့်သူတိုင်း promo code FBK ခွန်3လုံးကိုအသုံးပြုပြီးတော့တရားခိုင်နှုန်း bonus ရယူကစားလို့ရအောင်လည်းသတင်းပေးပါစေ။ football game မှာကစားခြင်းနဲ့ဆိုတော့ phone number Viber 39963လုံးခွန်3လုံး53လုံးကိုဆက်သွယ်နိုင်လို့ comment တွေမှာချပေးထားတဲ့ Telegram link ကိုလည်းလောက်အောင်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ semi final အဆင့်မှာတော့ Ghana တွေနဲ့ရင်ဆိုင်ကစားခဲ့တဲ့ PSG တရားနှစ်ကြော်စလုံးကိုအနိုင်ကချန်ပီယံလိဘိုလီဝဲစီကိုတက်လှမ်းသွားခဲ့ကြလည်းဖြစ်ပါရယ်။ကနာရီယာ PSG အသင်းအတွက်ပရီးမီးယားလိဂ်ကလပ်အသင်းတွေထဲမှာနှစ်ကြော်စလုံးကိုအနိုင်ခဲ့တဲ့ကလပ်အသင်းဖြစ်ခဲ့ပြီးတော့ Emirates မှာလည်းတကောကောမရှိတဲ့အနိုင်ရခဲ့လို့အင်္ဂွေမှာလည်းနှစ်ကိုးတကောနဲ့အနိုင်က final အဆင့်ကိုရောက်ရှိခဲ့ကြလည်းဖြစ်ပါရယ်။အဲလိုချန်ပီယံလိဘိုလီဝဲစီတက်လှမ်းလာခဲ့တဲ့ PSG တင်းရဲ့နီးပြကြီး Luis Enrique ပြည်သက်လီဂူဝမ်ကိုလယ်သမားလိလို့ဆိုပြီးတော့ခေါ်ဝေါ်ခဲ့ကြတယ်ပတ်သက်ပြီးခုလိုပဲပြောသွားခဲ့ပါရယ်။ Enrique က လဲသမားလီဟုတ်လားအဲ့ဒါလုံးဝမဟုတ်ပါဘူးအခုလိုရလာတွေရခဲ့တာတကယ်ကျင်းနေဆရာပါပဲကျွန်တော်ကြောင်ပြောနေသူတွေကိုတုံ့ပြန်နိုင်ခဲ့ပါပြီကျွန်တော်အတင်းကလူငယ်များပြီမဲ့ရင်းချက်စွာနဲ့ကစားခဲ့ကြတာပါကျွန်တော်အတင်းသားတွေအရင်ကုန်ပြီပါတယ်ဆိုပြီးပြောဆိုသွားခဲ့ပါတယ်လက်ရှိအသည့်ချန်ပီယံလိမှာ PSG တင်းဟာပရီးမီးယားလိကလပ်တွေဖြစ်တဲ့ Man City Liverpool Aston Villa Arsenal အစရှိတဲ့အသင်းတွေကိုနိုင်ရရှိထားရလည်းဖြစ်ပါတယ်ဥရောပရဲ့အကောင်းဆုံးလိဖြစ်ပရီးမီးယားလိကရပ်တည်နေပြီမဲ့ပြည်သင်းလိကူဝမ်ကတော့ PSG တသင်းနဲ့သာအချိန်ပြည့်မေးမှုနေတဲ့အတွက်ပြိုင်ဆိုင်မှုနှဲပါတဲ့လိဖြစ်အားလုံးကတတ်မှတ်ထားခဲ့ကြပါ ဒါပေမဲ့ဒေးဗစ်ဘက်ခန်းအီရိုင်မိုဗစ်တို့လိုအဆရှိတဲ့ကစားသမားတွေလောက်ဆော့ကစားပြီးနောက်မှသာပြည်သိလီဦးဝမ်းကပရိသတ်ရိကြားနာမည်ရလာလီမျိုးဖြစ်နေအောင်လဲဥရောပထိပ်သီးလီ၅ခုနဲ့တက်တန်းနူးတဲ့လီတစ်ခုဖြစ်ပရိသတ်ရိကသိရှိထားခဲ့ကြပဲဖြစ်ပါတယ်။ကုရောအဲဒီလိုလင်သမားလီဆိုပြီးတော့တတ်မှတ်ထားခဲ့တဲ့ BG အင်းဟာချန်ပီယံလိဘိုလီဝဲကိုတက်ရောက်သွားပြီးဖြစ်ပြီးတော့စီးရီးကလပ်အင်တာမီလန်အတင်းနဲ့ဖိုင်နယ်ပွဲတင်ကိုဘိုင်မြူနစ်အတင်းအလိုင်းဆာရီနာကွင်းတဲမှာရှင်ပြိုင်ကစားသွားကြတော့မှာဖြစ်ပါတယ်။ဇုန်နီကြီးပြေတို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။